အဝေးခွင်မှာဂိုးပြတ်အနိုင်ယူခဲ့ပြီးယူရိုပါလိဖိုင်နယ်တက်ဖို့တည်ချသွားခဲ့တဲ့ United ဒီနေ့ကစိုက်တားခိတ်ဖန်နေအတွက်တော့တကယ်ကိုချက်တည်ရရှိတဲ့နေ့လေးဖြစ်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့မင်းညာကကစားခဲ့တဲ့ယူရိုပါလိစီမီဖိုင်နယ်ပထမကြော့ပွဲစဉ်မှာအင်္ဂလန်မှာရုန်းကန်နေရတဲ့ဂိတ်ကြီးတို့ကစပိန်မျိုးကိုတွားရောက်ပွဲချမ်းခဲ့ကြလို့ပဲဖြစ်ပါတယ်။ညာကပွဲမှာ United တို့ကစပိန်သင်းဖြစ်တဲ့ဘီဘာအိုနဲ့ရှင်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီးဂိတ်ကြီးတို့ကတော့ဘယ်သူမှမထင်ထားခဲ့တဲ့၃ဂိုးဂုံးရှိဆိုတဲ့ရလဒ်နဲ့စပိန်မျိုးမှာစပိန်သင်းကိုကျုံးခဲ့တာပါ။ပွဲဆက်စားခြင်းမှာပဲ ကျွန်တော်တို့အာဂျင်တီးနားတောင်ပိုင်းကျယ်ဝင်တဲ့ခါနာချိုးရဲ့လလပပကန်လိုက်တဲ့ဂိုးကိုယူဂျွန်မော့ဆိုပြီးပယ်ချလိုက်တော့နင်းနေနှမျိုးစရာကောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ United ကတော့စပိန်ကွင်းမှာဘောလုံးကိုဇက်တိုက်ကင်တွဲကစားခဲ့ပြီးတိုက်စစ်ကိုဆက်လက်ပြားပေးခဲ့ပါတယ်။ပွဲချိန်မိနစ်30မှာတော့မကွိုင်းရဲ့မော်ဆန်နဲ့အလင်ခေါင်းနဲ့လှပတဲ့ကန်တင်ပေးမှုကိုအိုဂါတီကကောင်းတိုက်ချပေးရကနေကစ်စမဲလို့ကဥဆောင်ဂိုးကိုလွတ်လွတ်ကျော်ကျော်ကောင်းတိုက်သွင်းယူခဲ့ပါတယ်။ဒီပွဲရဲ့အလဲပြောင်းမှုကြီးကြီးမားမားဖြစ်စေခဲ့တဲ့အခိုက်အတန့်ကတော့ဥဆောင်ကိုသွင်းပြီးခဏအကြာမှာရောက်ရှိလာခဲ့ပါတယ်။မိဘအောင်နောက်ခံလူ BBN ဆိုတဲ့ကစားသမားက ကျွန်တော်တို့ရဲ့ဂုံမတွင်းတဲ့တိုက်စစ်မူလေဝိုက်လန်းကိုပင်နဒီအေရီယာထဲမှာဆွဲလဲခဲ့တဲ့အတွက်ဒိုင်လူဂျီတော့ဘာကိုတိကျကြည့်ရှုဆုံးဖြတ်ကပင်နဒီပေးခဲ့ပြီး BBN ကိုလည်းကိုရနိုင်တဲ့အခွင့်အရေးကိုတားဆီးခဲ့တဲ့အတွက်ဒိုင်ယာအင်နီကန်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ဒါကအင်ရှင်ပီပါအိုအတွက်တော့စိတ်ပိုင်းဆိုင်ရာတော်လေးကိုထိခိုက်စေခဲ့ပြီးပြန်လည်ခြေပန်းနိုင်စွာအင်အားမရှိတော့အောင်ဖိခဲ့ရပါတယ်။ပင်နဒီကိုတော့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကပုပ်ပုပ်ပွားပွားကန်သွင်းယူခဲ့ပြီးအသင်းကိုနှစ်ကိုးပြတ်နဲ့ဦးဆောင်စီခဲ့ပါတယ်။ပထမပိုင်းဘီကန်နီမှာလည်းဖာနန်ဒက်ကအိုဂါတေးရဲ့လှပတဲ့နောက်ပေါက်ချပစ်လိုက်တဲ့ဘောလုံးကိုလွတ်လွတ်ကျွတ်ကျွတ်အပိုင်ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်ကပထမပိုင်းမှာတင်3ဂိုးပြည့်နဲ့ဦးဆောင်သွားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ယူနိုက်တက်အသင်းဟာထပ်မံ5သိန်းယူနိုက်တက်မရှိပေမဲ့ဘေဘောအသင်းရဲ့တိုက်စစ်ကိုကောင်းကောင်းထိချုပ်ကစားနိုင်ခဲ့ပါတယ်ဒီပွဲရဲ့အနိုင်ရရှိမှုကြောင့်လမ်မက်ဘက်အုတ်ထရော့ဖို့မှာကစားမဲ့ဒုတိယကျောက်ပွဲစဉ်အတွက်ယူနိုက်တက်အသင်းဟာဖိုင်နယ်ကိုတက်ရောက်ဖို့အကွန်ရေးတွေလွန်ကောင်းမွန်နေပြီလို့ဆိုနိုင်ပါတယ်ရိုဘတ်အာမော်ရီရဲ့လက်အောက်မှာမန်ချက်စတာယူနိုက်တက်အသင်းဟာယူရိုပါလိဖိုင်နယ်ကိုတက်ရောက်ဖို့ခြေတလန်းနီးကပ်သွားခဲ့ပြီးမန်ယူနိုက်တက်ကစားသမားတွေရဲ့ကောင်းမွန်တဲ့ခြေစွမ်းနဲ့အတူအိမ်ခွင့်မှာလည်းဘေဘောကိုအနိုင်ယူမယ်လို့ပရိသတ်တွေကမျှော်လင့်နေကြပြီးဒီနေ့ရဲ့ယူရိုပါလိဖလားကြီးက မန်ချက်စတာယူနိုက်တက်အတွက်ဘယ်လိုတောင်ဆိုရမှာပဲဖြစ်ပါတယ်။ဒီမှာယူနိုက်တက်ရဲ့အမှားတွေချက်ပြပေးတယ်